ားလုံးပဲမင်္ဂလာပါပရိသတ်ကြီးတို့ကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ record လုပ်ပေးသွားမယ့်ရုပ်ရှင်ကတော့2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ Camp Israel ဆိုတဲ့ American Drama ရုပ်ရှင်ကပဲဖြစ်ပါတယ်ကြည့်ရှုပေးကြပါအောင်ရှင်ရုပ်ရှင်အစပိုင်းမှာလူတစ်ယောက်ကသူ့အိမ်ရောက်လာတာကိုတွေ့ရမှာပါ တီဗီမှာ911တိုက်ခိုက်မှုကြောင့်တရင်ကျညာနေတဲ့သူကစပွဲပေါ်မှာဖုန်းငယ်များကြီးကိုဖျက်ခင်းလိုက်တယ်။ပြီးတော့သူကခန်းထဲဝင်ပြီးဆူတောင်းနေ။အဲ့ဒီအချိန်မှာဒုတိယရောက်လာပြီးသူကောင်းကိုအိတ်မဲနဲ့ဆော့ကစကန်တစ်ခုစီခေါ်သွားတယ်။ဒါရီဖြစ်ပြီးနောက်ထပ်၈နှစ်ကြာကောင်းလာကိုဖျက်ထားပါရယ်။ရန်ဒေဆိုရဲရာရှိကဒုက္ခပီးနေတဲ့အချင်းသားကိုချုပ်ဖို့စစ်သားတွေကိုခိုင်းတော့စစ်သားတစ်ဖြစ်တဲ့ခိုးခါချုပ်ပေးတယ်။အချုပ်သားကပြင်ရန်လှုပ်လို့ကျန်တဲ့စစ်သားတွေကသူ့ကိုဝိုင်းချုပ်ပြီးအချင်းကန်းနဲ့ပြန်ထည့်ထားလိုက်တယ်။နောက်တနေ့ခိုးခါအချင်းသားတွေကိုစာအုပ်ဖတ်မလာလို့လိုက်ပေးတဲ့တာဝန်ကြတဲ့ ်ဒါပေမဲ့ကိုကအကျဉ်းသားတွေနဲ့လုံးဝအဆင်မပြေခဲ့ပါဘူးနောက်တော့သူမကနေတဲ့အလုပ်ချိန်တင်မစတင်ခင်ပြလေကိုငေးရင်စိတ်ပန်းဖြစ်နေပါတယ်ဒီတစ်ချိန်မှာကိုကအကျဉ်းသားတွေကို round လေးဖို့တောင်းဝင်ကြပါတယ်အကျဉ်းကအမှတ်၁၅ကချုပ်သားကကိုကိုစကားပြောဖို့လုပ်ပေမဲ့ကိုကပလစ်လိုက်ပါတယ်သူနာမည်ကအလီလူခေါ်ကြောင်းမိတ်ဆက်ပေးမိမယ်ကိုကပါဇက်ပိတ်ထားလို့ပဲပြောလိုက်တယ်ကိုကအလီကို Hannibal Lecter ရုပ်ရှင်တွေက Hannibal Lecter လို့စကားများနေသူပဲလို့ပြောတယ်အလီကရုပ်ရှင်ကိုမကြောက်ဘူးလို့ပြောတော့ကိုကရှင်တို့နိုင်ငံမှာပိတ်ထားလို့နေမယ်လို့ ြန်ပြောတော့ဂျာမနီမှာကြီးကွင်းပိတ်ထားတာလားလို့အလီကပြန်မိတယ်။အခြားကျင်းသားတို့ကအလီကိုသူတို့မိခင်ဘာသာစကားနဲ့ပြောနေတယ်။ပြီးတော့အလီကခိုးကိုရေတောင်းလို့ကိုကပစ္စည်းပေးတဲ့အပေါက်ကနေတစင်ရေပူပေးတော့အလီကခိုးကိုလူမစင်နဲ့လှန်ပတ်တယ်။အဲမှာစစ်သားတွေရောက်လာပြီးအလီကိုထိန်လိုက်တယ်။နောက်တော့စစ်သားတွေကရွက်လီနဲ့ငါးဖန်းထွက်တော့ရန်ဒင်ကရွက်လီပေါ်မှာခိုးကိုကျူနေတယ်။ညာရောက်တော့ရန်ဒင်ကခိုးကိုနမ်လို့လို့လို့ခိုးလေရန်ဒင်ကိုတွန်းထုတ်လိုက်တယ်။တစ်ဖက်မှာအလီကိုအပြစ်ပေးရနေနဲ့နှစ်နာရီတခါအချင်းကမျိုးစုံပြောင်းနေတယ်။ခိုးကအလီရဲ့အချင်းကကို သွားစတော့အလီဆွဲထားတဲ့လက်ရောင်တင်းတင်းတက်တက်နဲ့ခွက်ကလေးကိုတွေးလိုက်တယ်။နောက်တော့ကိုကအလီရဲ့ဖိုင်တွေကိုကြည့်ပြီးတော့အလီရဲ့ဒဏ်ရာတွေနဲ့ပုံကိုတွေးတယ်။ပြီးတော့ခိုးကအလီရဲ့မှတ်တမ်းတွေကိုကြည့်တော့ Brevity Code အဖရဟက်ကောက်ဆိုတာကိုတွေ့လို့စစ်သားကိုဒါပါလဲမေ့ကြည့်တော့အကျဉ်းသားစီကလာတဲ့စေယောကအထုကိုဆရာဝန်ဖြစ်ကြောင်းရှင်းပြရဲနောက်တနေ့ခိုးကရောင်းလှဲ့နေတော့ဆူဒိုကူဆော့နေတဲ့အလီကိုတွေ့တော့စကားတော်ပြောရဲအလီကခိုးကိုဆူဒိုကူပေးပေမဲ့စေကန်ချက်ရမယူရလို့ခိုးကမြင်တော့အလီလဲစိတ်တူပြီးဆူဒိုကူစာရွက်ကိုအိမ်သားထဲထည့်ရေးဆွဲချလိုက်တယ်ပြီးတော့အလီကဘလို့မျိုးအဆုံးသတ်မယ်ဆိုတာမသိရတာကသူ့ကိုယူစေကြောင်းခိုးကပြောရဲနောက်ရှလာကြမှာအကျဉ်းသားတွေအဆောင်ငတ်ခံဆန္ဒပြတာက၅ရက်မြောက်နေ့ရှိပြီဖြစ်လို့ခိုးကသူတို့ကို စားစားဖို့ဖြောင်းဖြောင်းနေတယ်။ဘသူကမှသူမကိုအေးမလို့ကြတော့သူမကရှေ့ဘာဖြစ်မလဲဆိုတော့တိတ်လိမ့်မယ်ခုပြောရဲ။နောက်တော့အကျဉ်းသားတအုပ်ကိုခေါ်ထုတ်ပြီးကျိုးတုတ်ကအကြုံစီသွေးတယ်။အရာရှိသူကစစ်သားတွေကိုအကျဉ်းသားတွေရဲ့အဆောင်အခန်းဆန္ဒပြရခြင်းအကြောင်းရင်းကိုမိတော့ခိုးကသူတို့ကဘဲဥပုံရှိတဲ့ဆက်ကိုလူချင်းလို့ပေါင်းလို့ပြန်ပြေးတယ်။အရာရှိကထောင်ကန်နေစီသွားပြီးထောင်သားတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ပြောလိုက်တယ်။နောက်တော့ခိုးကလောင်ကျိုက်ထဲမှာဘောလုံးကန်နေတဲ့အလီစီတော်ရဲပြီးတော့ခိုးကဘဲဥပုံဆက်ကိုတုံးမှုလို့မိတော့အလီကဒေထောင်သား မှမတုံးမှုကြောင့်ပြန်ဖြစ်တဲ့ခိုးကဘာလို့လဲမိတော့အလီကဘဲဥပုံဆက်ကိုတောင်းနေထောင်းသားမာမူကိုတောင်းမိတဲ့ကြောင့်ပြောရဲပြီးတော့အလီကအိုင်းနီကကန်ကျက်၁၂ချက်ပဲရချိန်မှာအချောင်းထောင်းကထောင်းသားကကန်ကျက်အချက်၄၀ရောက်လို့မကျေနပ်ကြောင်းခိုးဟုပြောပြနေတဲ့ခိုးကအလီကိုရှင်သာအချက်၄၀ကန်နိုင်ရင်ရှင်တွေ့ကျမအာမခံပြီးမင်းလို့ပြောရဲပြီးတော့အလီသာအလိုက်ထိုက်နေရင်အချောင်းထောင်းသားရင်းနဲ့တူဘောလုံးကွင်းမှာဘောလုံးကန်နိုင်မှာဖြစ်ကြောင်းပြောတော့အလီကတည်တယ်ဒါပေမဲ့မလုပ်ဘူးလို့ပြောလိုက်တဲ့ခိုးကအလီကိုရှင်ကတက္ကသိုလ်တက်နိုင်တဲ့အုံနောက်မျိုးရှိကြောင်းပြော ော့သူတို့နှုတ်စလုံးရည်ကြတယ်သူတို့စကားပြောနေတော့အနားမှာမမှုဖြစ်သွားပြီးမမှုကအလီကိုဒေါသတကြီးနဲ့អော်တော်တယ်ရန်နေကခိုးဖို့ခေါ်ပြီးအလီနဲ့ဘာရီပြောနေတာလဲသူမေတော့ခိုးကဘာမှမဟုတ်ပါဘူးလို့ပြောတယ်ပြီးတော့ရန်နေကအလီကိုအဝတ်တွေချုပ်ပြီးရေချိုးခိုင်းတယ်ရန်နေကခိုးကိုအလီရေချိုးတော့ကိုရက်ကြည့်စေတယ်ဒီလိုကြည့်တော့ကကျင်းဝင်နဲ့ဘလို့မှမညီပါဘူးနောက်တော့ခိုးကရန်တဲ့ရဲ့မကောင်းကြောင်းတွေကို report တင်လိုက်တယ်အထက်ရရှိကရန်တဲ့ဘက်မှရှက်တီဗီခိုးကအလီနဲ့အရင်ရင်းနှီးလွတ်နေလို့ခိုးကိုတိတ်ခါချရဲပြီးတော့အရာရှိကမကြောင်ခင်မှာဒီကိ းစားတွေ့ကြနာမယ်သူပြောပြီးခိုးခုပြန်လှုပ်လိုက်တဲ့နောက်တော့ခိုးခနေလေစားဆိုင်ရင်အရင်ညကအဆောင်တယောက်ကျိုးဆွဲချရဲဆိုတဲ့သတင်းကိုကြောင်းကြရဲခိုးခထောင်ဆောင်ဖြစ်ဆက်လုပ်နေပေမဲ့ထောင်သားတွေရဲ့ခြေနေကိုဆက်ဆက်ထိမှန်ဖြစ်လာရဲခိုးခအချောင်းစစ်သားတွေနဲ့လည်းတီးချနေလာရဲခိုးခအကျဉ်းကကိုတန်ရှင်းလုပ်နေတော့ခိုးခုညဆိုင်ပြောင်းလိုက်ပြီးဖြစ်ကြောင်းအကြောင်းကြားရဲတစ်ဖက်မှာအဒီကနာယီကိုကြည့်ပြီးလာချိန်တက်ပေမဲ့ခိုးမလာလို့စစ်သားကိုမေးတော့စစ်သားကဘာမှပြန်မဖြေပါဘူးညဆိုင် round လှည့်နေတော့ခိုးခအလီရဲ့အကျဉ်းကကိုဖြတ်သွားတော့အလီအိမ်မောချနေတာကိုတွေ့ လိုက်တဲ့ခိုးကထွက်သွားမလို့လို့မှအလီကလှမ်းခေါ်ရဲအလီကခိုးကိုမနက်ကဘာလို့မလာလာလဲသူ့မိလိုက်တော့ခိုးကတယောက်ယောက်ကြောင်ဖော်ကောင်လုံနေလို့သူ့ပြန်ဖြေတဲ့ခိုးကဘာလို့လဲဆိုတာမပြောပေမယ့်အလီကရန်ဒမ်မန်တည်နေတဲ့အလီကခိုးကိုဘာလို့စခန်းမှာရှိနေရတာလဲလို့မေတော့ခိုးကရှင်ယုံလို့ပြန်မိလိုက်တဲ့အလီကဘယ်အကျန်းဖက်အုပ်စုနဲ့မှမပတ်သက်ကြောင်ရှင်းပြရဲပြီးတော့သူတို့ကသူတို့မွေရဲ့ညီကြောင်ဖြစ်ပြရဲစစ်သားတို့ရောက်လာပြီးကိုကိုကိုလာပေကညာဆိုင်မှာအကြာကြီးမရှိရဘူးလို့ပြောရဲအလီကဒီနေ့ဘာနေလဲမေတော့ခိုးကဇလိုင်လ14ရက်နေ့ ီးလို့ဖြေလိုက်တဲ့အစောင့်တွေကလည်းဩဂတ်စ်လတိုင်းဒူလဲတာဖြစ်လို့ခိုးလဲနောက်လာဆိုလဲမှဖြစ်ကြောင်းအလီကပြောရင်းအလီကခိုးနေတဲ့စကမ်းမှာရှိနေတော့အများကြီးသိယူခဲ့ရမှာပဲလို့ပြောပြီးစကမ်းကိုနောက်ထပ်တစ်ချိန်နောက်အောင်လားလို့မိတော့ခိုးကမလာတော့ဘူးလို့ပြန်ဖြေတယ်ပြီးတော့အလီကစာအုပ်ကြားထဲမှာညှက်ထားတဲ့ဓာတ်ကိုယူပြီးဒူထောက်ချလိုက်တယ်အလီကဓာတ်ကိုသူ့လက်ဘေးမှာထောက်ထားရင်းအချားဆောင်တွေကိုခေါ်ရင်းချက်ချင်းလဲလှိလိုက်မှလို့ပြောရင်းအလီကအချင်းဆက်နေရတာကိုစိတ်ကုန်နေပြီလို့ပြောရင်းခိုးကသူမနာမည်ကအီမီဖြစ်ပြီးဖလော်ရီဒါမိုရီဟဲသန်ကလာတာဖြစ်ကြောင်းပြောရ ယ်ပြီးတော့ခေါကငငယ်တော်ကတရိษံယုံသွားလို့လောင်ကျိုင်းနေတဲ့ကောင်တရိษံနေကိုတွေ့ရစိတ်ကတိကောက်ဖြစ်တဲ့ကြောင်းပြောရယ်တရိษံနေမှာသူမြောက်ဖို့အခွင့်ရှိတယ်ထင်ကြောင်းခေါကဆက်ပြောရယ်ခေါကထောင်ကန်းနေကိုတပတ်ပတ်ပြီးအလီကိုပြန်လာကြည့်တယ်အလီကလေဘေးမှာဓာတ်ကင်ရင်ငိုနေတာကိုတွေ့လိုက်တယ်အလီကဓာတ်ခုချပြီးခေါကိုပြေးတယ်ခေါကအလီရဲ့လက်ကိုကင်ထားရင်ငိုနေတယ်နောက်တော့ခေါကသူမရဲ့အခန်းထဲကပစ္စည်းတွေကိုထုတ်ပို့ပြီးထွက်သွားတယ်ခေါကဂရေမမအိတ်နေတော့စစ်သားတူကတကားလာခောက်ပြီးစာအုပ်ယူအောင်မလားလို့မေးတယ်ဒီတော့မှအလီကအဆောင်ပြောင်းတော်မှန်းသိလိုက်ရတယ်ရု ်ရှင်ရဲ့နောက်ဆုံးပိုင်းလေးမှာတော့ခိုးကစကန်ကနေထွက်သွားရင်းနဲ့စက်သိမ်းထားပါရယ်အခုလိုမျိုးစိတ်ဝင်စားစရာရုပ်ရှင်တွေကိုကြည့်ချင်တဲ့ဆွေးနော် Please တဲ့ YouTube channel ကို like and subscribe လုပ်ထားပေးကြပါအောင်နော်